ခုနောက်ထပ်မိတ်ဆက်ပေးတင်တာကတော့ညီမတို့ IM International ကုမ္ပဏီကနေပြီးတော့တင်သွင်းဖြန့်ချီရောင်းချနေတဲ့ WDO A series ဖြစ်တဲ့ H904 ထုံးစက်အမျိုးအစားလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ WDO မြင်းကောင်ရဲ့ထုံးစက်လေးဟာဆိုလို့ရှိရင်လေလုံးထိုးအင်ဂျင် four wheel ထုံးစက်အမျိုးအစားလေးဖြစ်ပြီးတော့တက်ဆင်ထားတဲ့ပန့်ဟာဆိုလို့ရှိရင်လည်းဒါရိုက် injection alignment ကိုအသုံးပြုထားပါတယ်ရှင်။လေးစိဟာဆိုလို့ရှိရင်လည်းအဆင့်30ပါဝင်တဲ့အဆိုလေးစိအကြီးကိုတက်ဆင်ပေးထားပါတယ်ရှင်။ စင်မူအားကအောင်ဒီဇယ်ဖစ်တာနှလုံးကိုတက်ဆင်ပေးထားတဲ့အပြင်စီနဲ့ရင်နဲ့ခွဲခြားတက်ဆင်ပေးတဲ့ water separator ကိုလည်းတက်ဆင်အသုံးပြုထားပါတယ်ရှင် ground clear ရတဲ့ဟာဆိုလို့ရှိရင်လည်းမြင်မာတဲ့အတွက်စိတ်ချလက်ချထွန်ရဲဆက်ပြုံးနိုင်ပါတယ်ရှင်။တာယာမျိုးစားလေးဟာဆိုလို့ရှိရင်တော့အမောမျိုးစားတာယာလေးကိုအသုံးပြုထားပြီးတော့ရှေ့တာယာဆိုလို့ရှိရင်73624တာယာ site ကိုအသုံးပြုထားပါတယ်။နောက်တာယာဆိုရင်တော့16934တာယာကိုအသုံးပြုထားပါတယ်ရှင်။ အင်ဂျင်အေးကန်စနစ်ကိုအထောက်ပံ့ပေးတဲ့အိုင်ဂူလာကိုလည်းတီးတန့်တက်ဆင်ပေးထားပါတယ်ရှင်။ဒီရာချက်ပိုင်းနဲ့ကလပ်ပိုင်းကိုခက်ပြီးတော့ပြတ်ပြတ်ပေးမှဖြစ်ပါတယ်ရှင်။ဒီရကြရဆိုလို့ရှိရင်လည်းရှေးစနက်ချက်နောက်စနက်ချက်ပါဝင်ပြီးတော့ရယ်လင်းတကူမောင်းနေနိုင်တဲ့ရှေးနောက်ဆက်တဲ့ကြီးရလေးလည်းပါဝင်ပါတယ်ရှင်။ကလပ်ဟာဆိုလို့ရှိရင်လည်း main ကလပ်နဲ့ video ကလပ်ဆိုပြီးတော့တီးခြားခွဲခြားတက်ဆင်ပေးထားပါတယ်ရှင်။ hydraulic ဟာဆိုလို့ရှိရင် martinizer အကောင်နဲ့ ဘုံတိုင်မျိုးစားကို တက်စင်အသုံးပြုထားပြီးတော့မိန်ဘုံအပြင်ဘဲညာအထောင်ဘုံနှချောင်းကိုပါတက်စင်အသုံးပြုထားပါတယ်ရှင်ဗီဒီယိုဟာဆိုလို့ရှိရင်လည်း940တထောင်နှစ်ချက်ပါဝင်มาပဲဖြစ်ပါတယ်ရှင်စီတိုင်ကြီးဟာဆိုလို့ရှိရင်လည်း135လီတာဝန်ဆန်းနဲ့စီတိုင်ကြီးကို တက်စင်အသုံးပြုထားပါတယ်ရှင် မြန်မာအခုမိတ်ဆက်ပေးခဲ့တဲ့ IMD International Company ကနေပြီးတော့တင်သွင်းဖြတ်ကြည့်ရောက်ကြတဲ့ H90 ကို video ထုတ်စက်လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ IMD International Hotline ဖြစ်တဲ့၃ညကို၄၄၃၉၂၆၃ည၃ညကို၄၄၃၉၂၆၂၂ကိုအသေးစိတ်ဆက်သွယ်ဆောင်ရမ်းမင်းမြန်ဝယ်ယူနိုင်ပါတယ်ရှင်အတို့ကြီးများအလုံးလည်းအလောက်ကင်စီးပွားတိုးတက်အစီအပြေပါတီကြောင်းစုမုံကောင်းတောင်းပေးလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။